ွာကြီးကရွာကြီးတရွာလိုဖြစ်နေပြီလို့ဆိုကြတယ်။ဒါဆိုရွာကြီးတရွာကလည်းကဘာကြီးတကဘာဖြစ်နေတာပေါ့။တကယ်တော့ရက်ခွက်တစ်ခုဆိုတာလေရွာကြီးတရွာကဘာကြီးတကဘာလိုပါပဲ။ကဘာပေါ်မှာစက္ကန့်နဲ့မျှတနည်းအားဖြင့်တနည်းအားပြဿနာတစ်ခုခုတော့ဖြစ်နေတာပဲဖြစ်။နိုင်ငံရေးစီးပွားရေးလူမျိုးရေးဘာသာရေးနယ်နိမိတ်အရေးစသောကိစ္စတွေမှာညင်ကြခုံကြတိုက်ကြခိုက်ကြ ဆွေးနွေးကြညှိနှိုင်းကြပြေလဲကြတော်ကြကြတော့ပြန်ပြီးစုပွဲလာကြလုံးချလိုက်နေတာရက်ွက်တစ်ခုဆိုတာလဲဒီသဘောတိုင်းဖြစ်ဤတိမ်ဖောက်တိမ်မှာတော့ပြဿနာတစ်ခုပေါ်နေတတ်သည်စီဝါရေလူမှုရေကျန်းမာရေစသဖြင့်ယောက်ျားကအရင်မူးလာပြီးရိုက်နှက်နှိမ့်ဆက်လို့မိမကဈေးဘူးကိုဟင်းလျာမဝယ်ပဲနဲ့ကနန်းဝယ်လိုက်လို့သားသမီးကမလိမ်မာလို့အင်းကြီးချင်းနဲ့အစည်းမကတ်လို့ရောက်ကမနဲ့မျက်နှာချောမတဲလို့ ိမ်မော်တင်ကြွေးထားရတဲ့ရောက်ခွားကအစာကြီးလို့ကမာကြီးမှာနေဆက်ပြဿနာတွေအများဖြစ်နေတယ်လို့ရက်ွက်တဲ့ကအိမ်ကြီးချင်းတွေမှာလဲခြံစည်းရိုးပြဿနာဆိုတာရှိနေတာပဲတကယ်တော့သူတို့ရက်ွက်သည်ဟိုးအရင်ကရွာကြီးတရွာကြီးအစိပ်ပိုင်းတစ်ခုသားဖြစ်သည်ခုခင်မှာလို့ပေ40ပေ60ပေ25ပေ50စသဖြင့်စနစ်တကျအခွင့်ရိုက်ထားတာမဟုတ်အိမ်တွေစောက်ထားပုံကလည်းတစ်ဖက်တည်းကိုမျက်နှာမူထားတာမဟုတ် အစဉ်ပြေသလိုကြည့်ဆောက်ထားခြင်းဖြစ်၏။ဒိန်းနဲ့ဒိန်ဖင်ချင်းပေါက်ဖြစ်ခြင်းဖြစ်ပြီးဒိန်ရဲ့ဘေးကိုဒိန်ကဥတိုက်ထားတာလည်းရှိသည်။တစ်ဖက်ထဲကိုမျက်နှာမူပြီးဘေးချင်းရှင်လျက်ရှိသည့်တိုင်ညီညာညာဟုတ်ခြင်းမဟုတ်သည်။ဆွေဆွေဆောင်းဆောင်းတွေဖြစ်ခြင်းဖြစ်နေသည်။အိမ်အများစုမှာချမ်းစီယိုးရဲလို့မရှိချာချမ်းစီယိုးကဖို့လည်းလွယ်ကူသောအနေထားမဟုတ်။တင်အိမ်ကကလိုက်တာနဲ့တခြားအိမ်တွေရဲ့ဝင်းပေါက်ထွက်ပေါက်တွေပိတ်ကုန်ပါပဲ။ ်ချန်စီယိုတွေပါတွေကာလီဖို့လည်းမလို့ဒီတော့တမန်အားဖြင့်ဆိုရင်ဘိုင်နဲ့နယ်နမိတ်အရင်ဖွားမှုဆိုတာမရှိတဲ့လောက်ပဲဟုဆိုကောင်းဆိုနိုင်သည်တို့ရရင်တခါတရံထူးခြားတဲ့အခြေအနေမျိုးတော့ဖြစ်တတ်၏အိမ်သာချင်းပြေသွားလို့အစ်စ်တူတဲ့အခါတဖက်အိမ်နဲ့နှီးသွားလို့ဟိုဘက်ကထကန့်ခွက်တာမျိုးဖြစ်တတ်သည်တချို့ကြတော့လည်းအိမ်သာချင်းကိုဖက်ဆက်တူထားသဖြင့်ပြဿနာမရှိ နောက်ဖေးချင်းဆိုင်နေသောအိမ်နဲ့အိမ် အလယ်မှာချင်းတူထားသည်နှစ်ဖက်စလုံးရဲ့အင်နာပိုက်တွေကိုတချင်းထဲမှာစိုင်းထည့်ထားတော့အေးရောဒါတောင်မှတွက်ခတ်ချင်တဲ့သူမျိုးဆိုရင်ဟိုဘက်အင်ကလူရည်များလို့ဝမ်းနှုံစီခဏခဏစားလို့ပို့ပြီးအပါများတယ်ဆိုတာမျိုးလှုပ်ချင်သေးသည်တစ်ပင်တွေကတော့ကို့အင်ရှေကတ်ရဲ့ဆိုရင်ကို့ပင်မဲဝေးရင်အများပိုင်းမနီမဲဝေးဆိုရင် အများနဲ့ဆိုင်တဲ့ကို့ပင်ပေါ့ဘယ်သူမှဆိုခူးချင်ရင်လှမ်းအော်အတိပေးပြီးခူးနိုင်တယ် ိမ်နှလုံးချကအပင်ဆိုရင်တော့နှစ်ဦးစလုံးနဲ့ဆိုင်တဲ့အပင်လို့သတ်မှတ်တယ်။ဒါမျိုးကြတော့တခါတလေပြဿနာတက်တက်သည်အိမ်နှလုံးချမှာအစ်ပင်တပင်ပေါက်လာသည်ဒီဘက်အိမ်ကရေလောင်းပေါင်းတင်ပြီးပြုစုပြူထောင်ပေးခဲ့၏အပင်ကကြီးထွားလာပြီးအသီးသီးလာတော့မှတစ်ဖက်အိမ်ကသူနဲ့လည်းဆိုင်နေဆိုပြီးရှယ်လာခွဲသည်ညင်ကြခုံကြဒီလိုကနေရက်ခွက်ယုံရောက်ကြရောရက်ခွက်ယုံဆိုတာကလည်းကုလသမဂ္ဂလိုပဲတစ်ဖက်တက်လို့လို့မရ ကြားကဝင်ပြီးနှိမ့်နိုင်ပေယုံသာတတ်နိုင်သည်ဒီတော့သိလာတဲ့အဒီကိုမျှဝဲယူကြပါအပင်ကိုပြိုးထောင်တဲ့သူက သုံးပုံနှစ်ပုံယူကြံပုံကိုခွဲကယူလွယ်လွယ်လေးပါတို့ရရင်တက်သည်ဆိုတာကအာလုံးတရွဲ့တစားတဲ့မဟုတ်ကြီးတယ်သေးတယ်လက်တယ်အလုံးလှတယ်အနာပါတယ်အကွဲများတယ်ဆိုပြီးအငင်းပွားကြပြန်သည်ညံစိတ်ရဖြစ်ကတော့တမျိုးသူ့အိမ်ချင်းမှာအပင်ကလေးတစ်ပင်ပေါက်လာခဲ့သည်ဘာပဲမှန်းတော့မသိ အရေးကလေးပါလေရလည်းမနည်းဘူးဆိုပြီးပြုစုပြောထောင်ထားသည် အပင်ကြီးလာတော့မှတော်မဲ့ဤပြောစကားအရဩဇာပင်ဖြစ်ကြောင်းသိရသည်ဒီမှာနေညံစင်ရေဩဇာရွက်ကလေးနည်းနည်းလာကျူလေးဘာလို့ဖို့လဲစီးကြိုအတွက်ကောင်းတယ်ပြောလို့ကြည်လည်းလုံးနော်သူများပြောတိုင်းရှောင်မစမ်းနဲ့တော်ကြဟိုးတကားတော့ငါဟိုးအပင်လိုဖြစ်နေဦးမယ်စီးကြိုဆိုတာကအရန်ကြသွားရင်လဲအသက်အန္တရာယ်တောင်ရှိနိုင်တယ်လို့ဒေါက်တာတုတ်ခမ်းကပြောမှုတဲ့အရန်မလုံးနဲ့ဟူသတိပေးရသည် လူပြောသူပြောကြာဘူးနာဝါနဲ့လက်တဲ့စမ်းကျင်တတ်တာကြောင့်ဖြစ်များသောအဖင်းတို့ရေရာချေဖို့လားတောင်းကြခြင်းဖြစ်သည်သူတို့အိမ်ရှိမှဩဇာပင်ရှိကြဥဖို့ပြောတည်သွားပြီးကလေးကပါပဲဗေရင်လာမေးတဲ့သူဇာတာလာစစ်တဲ့လူတိုင်းဒီဘကိုရက်တဲ့ရွာထဲမှာပဲဖြစ်ဖြစ် လုံရန်ကန်ငန်းမှာပဲဖြစ်ဖြစ်လူကဩဇာရှိဖို့အရေးကြီးတယ်ဒါမှအရာရာအမြင်မဲ့ဒါကြောင့်ဩဇာရှိရာဩဇာရွက်နဲ့ရေရာချေရမယ်လို့ပြောပြီးဩဇာရွက်လိုချင်ရင် ညံစိန်တို့မတ်လုံးတို့အိမ်ရှိမှာဖင်ရှိတယ်ဆိုပြီးလမ်းညွှန်လေသည်အစပိုင်းတော့ကတော့ဩဇာရွက်လာတောင်းနေအပင်နာမှာဆိုလို့မတ်လုံးကကိုယ်တိုင်ခုပေးတဲ့နောက်ပိုင်းကျတော့အရင်အလုပ်တွေရှုပ်နေရတဲ့ကြားထဲဩဇာရွက်ခုခုပေးရတာကအလုပ်တစ်ခုဖြစ်လာသည်တမင်းစားနေတော့လာတောင်းတော့လက်စေးပြီးထခုပေးရတာကလည်းခဏခဏကြားတော့လည်းမတတ်နိုင်သဖြင့်ကိုဟာကိုသာခုသွားပြီးတော့ခုခွင့်ပြုလိုက်ရသည်ခုတဲ့သူတွေက တဖြည်းဖြည်းအတင့်ရဲလာ၏ဩဇာရွယ်လေးနည်းနည်းလောက်လိုခြင်းလို့လို့တောင်းရကနေဩဇာရွယ်နည်းနည်းလောက်ခုမယ်နော်ဟုအတိပေးရုံလောက်သာပြောလာသည်နောက်တော့ဩဇာရွယ်ခုသာပြီဟဲ့ဆိုတာမျိုးဖြစ်လာသည်ထို့နောက်တွင်တော့အင်ရှင်တွင်လက်မြင်မှသာအတိပေးပြီးမတွေ့ရင်ကိုယ်သဘောနဲ့ကိုခူးကြလေတော့သည်ဒါတောင်မလုံးကိုမြင်မှပြောတာညာစိန်ကိုဆိုရင်တော့ဖက်ပင်းကြီးတွင်တောင်ပြုံးပြရုံလောက်ပဲခုဆိုရင်တော့ ။နေကောင်းခံပြီးတော့တောင်းပြောမနေတော့လူချင်းရင်ခက်တီတီခူးသွားကြလေတော့သည်။ခူးတာတော့ခူးပါရရချီဖို့ဆိုတော့ခုတို့တော့ရသေးတယ်။တို့ရရင်ခက်နေတာက3ရွက်ဖြင့်3ရွက်5ရွက်ဖြင့်5ရွက်လို့တလောင်းမဟုတ်ပဲတန်နာလေးတွေရွေးလို့ရအောင်ဆိုပြီးပုပ်ပုပ်လို့လို့၁၄5ရွက်ခူးသွားကြတာ။ဟိုဘက်ရက်ွက်ကမိမတယောက်ဆိုရင်ကြွကြွအိမ်နဲ့တောင်ထည့်ယူသွားသေးတယ်။နောက်မှတည်ရတာကဈေးမှာသွားရောက်မလို့တဲ့။ များသောအားဖြင့်အညွန့်ကလေးတွေလောက်သာရွေးကူးတတ်ကြသဖြင့်ဩဇာပဲမှာလူတရားစာလောက်ကထက်ပုံမတက်နိုင်ပဲဖြစ်နေသည်ဒီလိုဖြစ်နေတာကကခုယူသူတွေကအကြိုက်တွေ့နေတာပေါ့တကြူတွေတောင်ဆောင်ဖို့မလိုပေါင်းရှင်ဆိုတာမျိုးလေတဲ့မှာတော့သူတို့အိယာကနိုးတဲ့အခါဩဇာပဲမှာအရွက်သားမကအကိုင်းခက်လက်လက်တကိုင်းကိုပါချိုးယူသွားခြင်းခံရကြောင် တွေ့လက်ကြရသည် ဖြစ်ချင်တော့ထိုကိုင်းကဩဇာသည်ကလေးတွေရှာရှာပါပါစတင်သီးလာတော့အကိုင်းဖြစ် ဟိုလူကူဒီလူစိတ်နဲ့လူကူမိပြီးမသိနိုင်မပွင့်နိုင်ဖြစ်နေကြတာကပြမဆုံးစတင်ပြီးအဖတ်တင်ခဲ့တဲ့အသီးလေးတွေအသီးဥမှုရင့်မဲ့လာရင်ဘုရားစွန့်တော်တင်မယ်လို့ရည်စူးထားခဲ့တာမနက်တိုင်းရိတ်တကြီးကြီးနဲ့နေလာခဲ့တဲ့မက်လုံးကအတော်ပဲတော့သာထွက်သွားတယ်။ညစင်ကတော့ထုံစံလား80 80ဒါကိုမက်လုံးကအာမလို့အာမရမကြိမ်မနဲ့ဖြစ်သွား၏ညစိနင်ဟာလေကုသသမီးကိုသူများအနိုင်ချင်းနှိမ့်ဆက်နေတာကို မတုံမလောက်ထိုင်ကြည့်နေတဲ့လူလူပဲ ငါဩဇာတိလေးပါသားပြီနိမှတ်ထားမြောက်ဦးလားညံစိန်ကအင်းရှိပက်လက်ကလထိုင်းပေါ်မှာထိုင်းရင်ဩဇာပင်ကိုငှိကြည့်နေရမှာငါစဉ်းစားကြည့်နေရပါဟာအေးစဉ်းစားနေစဉ်းစားနေပါလေဩဇာတိလေးတွေကစားလို့ရတဲ့ရွယ်မဟုတ်သေးလို့အကန်းချိုးယူသွားတယ်လို့အာနာနေရလားအကြောင်းမရှိအကြောင်းရှာပြီးအာနာရတော့သူ့ယောက်ျားအထာကိုတည်တဲ့ဖြင့်မကြည်မချမ်းပြောလာခြင်းဖြစ်သည် ညာစိန်ဆိုတဲ့ကောင်ကလည်းကပိုင်းလိုက်ခံရတာတောင်ပတ်စံကြီးကအဟောင်းကြီးပတ်စံလည်းတိတ်မပါလို့အကိုက်မှအကိုက်ပါမလားခင်ဗျာများတက်စွန်ဆန်များအသက်မွေးချရရှာရာဆိုပြီးပြန်သနာနေတဲ့လူမျိုးညာစိန်ကမေးစိကမုန်းစိန်ဝင်ငုတ်တုံလေးတွေကိုလက်သေးနဲ့စိတ်ပြီးဆွဲနေရင်ကဟုတ်ပါဟုတ်ဟာနေမဲစဉ်းစားကြည့်လေအမေကိုဟာကိုစဉ်းစားလို့အားမရပဲနဲ့ငါဘာလို့စဉ်းစားခိုင်းနေပြန်ပြီဟိုငါပြောတာ ဆုံအောင်နားထောင်မအောင်ဟာဒီလိုလေလူတွေကဩဇာရှိအောင်ဆိုဩဇာရွယ်နဲ့ရရရချေချတယ်နော်အခုကြည်စမ်းမအောင်ဩဇာပင်တပင်လုံးပိုင်နေငါတို့တောင်ဘာမှဩဇာမရှိတာအရွယ်ကလေးတွေလောက်ကိုအားကိုးနေရတဲ့လူတွေများဘယ်လိုနေကြရှာမလဲလို့တွေးပြီးအာနာမိတာပါဟာမလုံးနဲ့နဲ့တွေ့သွား ਈ ခဏကြာတော့မှအေးဟာနင်ပြောတာလည်းဟုတ်တုတ်တုတ်ပဲဟု ထောက်ခံလိုက်သည်ညာစိန်ကဩဇာပင်ကိုငေးခြင်း ဩဇာပင်ရဲ့လို့သာရှိပေလို့ပေါ့အာနာပင်ဆိုတာများရှင်ဘလို့နေမလဲမသိဘူးဟုပြောလိုက်လေသည်ကဘာဥစတော်ကတော့အာနာပင်ဆိုတာရှိခြင်းလက်ရှိကမှာပေါ့လူတွေကမစင်မချင်းအယံကာရောခုယူသုံးဆွဲကြလို့မြို့ကန်ပြခွဲသွားတာလေဖြစ်ကဖြစ်နိုင်တာပဲလေအခုကတော့ဒါရင်ကရက်ခွက်ကရွာကြီးတရွာဒါမှမဟုတ်ကဘာကြီးတကဘာလိုမျိုးဖြစ်နေရမလို့ ရွာကြီးတရွာကဘာကြီးတကဘာတွေကအာနာပင်လေးကိုညံစင်စဉ်းစားမိတဲ့အကြောင်းကို တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီစာကိုဆရာမင်းလူရဲ့ခုခုခက်ခက်စာအုပ်ထဲကနေကောက်နှုတ်တင်ဆက်တာပဲဖြစ်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့။ဇာနယ်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။